မင်္ဂလာပါတော်ရရှင်များရှင်အခုချိန်ကစပြီး2025ခုနှစ်ဇွန်လ13ရက် Radio UNG ရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရရှင်ကျွန်မကတော့နှွေးမိုင်းဖြစ်ပါတယ် ပထမဦးစွာကြားကာလဒေသန္တရပြည်တော်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအစည်းအဝေးပြည်တော်စုဝင်ကြီးချုပ်မောင်ဝင်းခိုင်တမ်းမှဦးဆောင်ကျင်းပတဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသန္တရပြည်တော်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအစည်းအဝေးအမှတ်စဉ်27မြင်းဆောင်2025ကိုဇွန်လ12ရက်မှာကျင်းပခဲ့ရာအစည်းအဝေးတွင်ကြားကာလဒေသန္တရပြည်တော်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီဥက္ကဋ္ဌပြည်တော်စုဝင်ကြီးချုပ်မောင်ဝင်းခိုင်တမ်းမှအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတက်ရောက်လာကြသောကြားကာလဒေသန္တရပြည်တော် ချိုးရဖို့ဆောင်မှုဗဟုကော်မတီအဖွဲ့ဝင်များမှ20မြင်းဆောင်2025တွင်ချမှတ်ထားသောရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ပြီးစီးမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်ရန်ကြံရှိနေသည့်လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာသောဝန်ကြီးဌာန၏တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်ချက်များကိုအကျေတဝန်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တမ်းမှဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယပြည်ထောင်စုဝန်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အမြဲတမ်းအတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြ ါရရှင်။ ဆက်လက်ပြီးလွတ်လပ်သော CDM နိုင်ငံဝန်ထမ်းထူအဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီကိုဖွဲ့စည်းသွားမည်တဲ့တင်ကိုတင်ပြပါမယ်။လွတ်လပ်သော CDM နိုင်ငံဝန်ထမ်းထူအဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီကိုဖွဲ့စည်းသွားမည်ဖြစ်ကြောင်း CDM နိုင်ငံဝန်ထမ်းထူညီလာခံဖြစ်မြောက်ရေးကော်မတီကဇွန်လ12ရက်မှာတင်ထုတ်ပြန်ပါတယ်။ယခုခါကျမရေးပင်ညာရေးမြေထားနဲ့အခြားကဏ္ဍများမှာကိုယ်စလဲများကိုကိုစားပြုမှုဖြင့်ဖိတ်ခေါ်ပြီးပေါင်းဆက်ဖွဲ့စည်းနိုင်ရဲ့အတွက်ကြိုးပမ်းလျက်ရှိပါတယ်။တို့ရတွင်လက်လှမ်းမမှီသည့် ကဏ္ဍများမှ CDM နိုင်ငံဝန်ထမ်းကိုယ်စားလှယ်များအားဖိတ်ခေါ်နိုင်ရဲ့အတွက် CDM အောင်မြင်ရေးကော်မတီ CDM Success Committee နဲ့တွေ့ဆုံပြီးပူးပေါင်းဆောင်ရွက်နိုင်ရေးယင်းဤပွင့်လင်းစွာဆွေးနွေးခဲ့လို့ဆိုပါတယ်ထို့ဆွေးနွေးမှုမှတဆင့်ကဏ္ဍအသီးသီးမှ CDM နိုင်ငံဝန်ထမ်းကိုယ်စားလှယ်များအားဖိတ်ခေါ်လက်ရှိပြီးမကြာမီလွတ်လပ်သော CDM နိုင်ငံဝန်ထမ်းထုအဖွဲ့အစည်းပြည်မြောက်ရေးကော်မတီကိုဖွဲ့စည်းသွားမည်ဖြစ်ပါတယ်ထို့ပြင်ကဏ္ဍအသီးသီးမှ CDM နိုင်ငံဝန်ထမ်းကိုယ်စားလှယ်များအားဖိတ်ခေါ်မှုများကိုလည်းစက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်းအသိပေးကြေညာပါတယ်ရှင် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တတိယချင်းကြီးလာခန့်ကျင်းပမိတဲ့ရင်ကိုဆက်လက်တင်ပြပါမယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီကတွန်လှန်ကာလအတွင်းနိုင်ငံရေးစစ်ရေးပူးပေါင်းဆောင်ရွက်မှု၈ဆက်လုပ်ငန်းစဉ်များကိုထပ်မံချမှတ်သွားနိုင်ရန်တတိယချင်းကြီးလာခန့်ကိုကျင်းပသွားမယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကထုတ်ပြန်ထားပါတယ်။တနှစ်တာကာလအတွင်းဆောင်ရွက်နေတဲ့နိုင်ငံရေးစစ်ရေးလုပ်ငန်းစဉ်များကိုအစီအခံတင်ပြရန်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းအာဏာသုံးရက်နဲ့ပြေးသွားတဲ့မွန်ပြည်ပေါ်ပေါက်ရေးအတွက်ပူးပေါင်း ေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များချမှတ်သွားရန်ဆီယာနာရှင်စနစ်ကိုစန့်ကျင်တဲ့နိုင်ငံရေးအင်အားစုများလူထုအဖွဲ့အစည်းများလက်နက်ကိုင်တော်လှန်ရေးအင်အားစုများစုစည်းပြီးမွန်ပြည်ချတာတရက်ကိုရေးဆွဲနိုင်ရန်လုပ်ငန်းစဉ်ချမှတ်သွားရန်နဲ့စုပေါင်းခေါင်းဆောင်မှုမူဝါဒကိုချမှတ်ပြီးဆီယာနာရှင်စနစ်ကိုပြည့်ပြည့်တသားစန့်ကျင်တိုက်ဖြတ်သွားရန်ရည်ရွယ်တယ်လို့ ဆိုပါရရှင်မွန်ပြေဖက်ဒရယ်ကောင်စီဟာတိုင်းသားအင်အားစုများဒီမိုကရေစီအင်အားစုများနဲ့လက်တွဲပြီးအာဏာရှင် ပြုတ်ကျရင်တိုက်ပွဲဝင်ခဲ့တာ၄နှစ်ရှိခဲ့ပြီဖြစ်ပြီး2023ဇန်နဝါရီလ22ရက်မှာပထမအကြိမ်2024ဖေဖော်ဝါရီလ28ရက်နဲ့29ရက်မှာဒုတိယအကြိမ်ညီလာခံတို့ကိုကျင်းပခဲ့လို့သိရပါရရှင် မုတ်တုံမိုးရသည့်ရောက်ရှိလာသည့်နေ့မှဖြစ်ပေါ်လာနိုင်သောကျန်းမာရေးအနေများအတွက်ကမ္ဘာကျန်းမာရေးအဖွဲ့ WHO သည်ယောဂါကြိုတင်ကာကွယ်လုပ်ငန်းများကိုမြန်မာနိုင်ငံအတွင်းတိုးမြှင့်ဆောင်ရွက်လက်ရှိတဲ့တရင်ကိုနောက်ထပ်တင်ပြပါမယ်။2025ခုနှစ်မတ်လတွင်မြန်မာနိုင်ငံ၌အင်အားပြင်းထန်လှုပ်ခတ်ခဲ့ပြီးနောက်ကမ္ဘာကျန်းမာရေးအဖွဲ့ WHO သည်အရေးပေါ်အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ထားသောရန်ပုံငွေ CFEE ပံ့ပိုးမှုဖြင့်အသက်ကယ်ကျန်းမာရေးဆိုင်ရာအထောက်ပံ့များကိုလျင်မြန်စွာစတင်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ WHO မြန်မာကဇွန်လ12ရက်မှာအတိပေးဖော်ပြပါရယ်မုတ်တုံမိုးရသည့်ရောက်ရှိလာသည့်နှင့်အမျှဖြစ်ပေါ်လာနိုင်သောကျန်းမာရေးအနေများအတွေ့ကမ္ဘာကျန်းမာရေးအဖွဲ့ WHO သည်ယောဂါကြိုတင်ကာကွယ်လုပ်ငန်းများကိုတုံ့ပြန်ဆောင်ရွက်လက်ရှိပါရယ်နေရွှန့်ခွာတိန့်ရှောင်နေရသူများအတွေ့ယာယီစခန်းများတွင် မတန့်ရှင်းသော ရေမှတဆင့် ကူးဆက်သောယောဂများလျှော့ကြစေရန် ရေစစ်စကားများချင်းထောင်များနဲ့ယောဂဖြစ်ပွားမှုကာကွယ်ရေးပစ္စည်းကရိယာများကိုဖြန့်ဝေပေးလက်ရှိလို့ဆိုပါရဲစိတ်ချမ်းမာရေးအထောက်ပံ့များကိုလည်းတွန်းမြင့်ဆောင်ရွက်လက်ရှိပြီးစမ်းမာရေးဝန်ထမ်း450ကျော်ကိုလေ့ကျင့်သင်ကြားပေးခဲ့ကလူထောင်ပေါင်းများစွာထမ်းတော့စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးဆိုင်ရာစောင့်ရှောက်မှုများနဲ့အရင်းမြစ်များပေးအပ်နိုင်ခဲ့လို့ဆိုပါရဲ CFE ရန်ပုံငွေကြောင့်အရေးကြီးဆုံးအချိန်တွေမှာကျွန်တော်တို့အမြန်ဆုံးတွန်းပြန်ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ကမ္ဘာစမ်းမာရေးအဖွဲ့ WHO ုံ၏မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ဒေါက်တာတူရှာယာဖာနန်ဒိုမှပြောကြားခဲ့ပါတယ် CFE ပံ့ပိုးမှုဖြင့်ငလင်တန်းတင့်ဒေတာများရှိထောင်ပေါင်းများစွာသောပြည်သူများသည်မရှိမဖြစ်လိုအပ်သောကြမ်းမိုက်ဆောင်ရှောက်မှုများကိုရရှိနေပြီးပြန်လည်ထူထောင်နိုင်ရန်မျှော်လင့်ချက်များရရှိနေကြပါရဲ့ရှင် မလေးမှာပြူစောထီးဆိုသူလူငယ်တွေကအကြမ်းဖက်တောင်းကျနေတဲ့တရုံနောက်ထပ်တင်ပြပေးပါမယ်။မလေးမှာစစ်ကောင်စီကလက်သက်မွေးထားတဲ့ပြူစောထီးဆိုသူလူငယ်တွေကထိနိုင်ကျကြီးဆိုအကြမ်းဖက်တောင်းကျနေကြတယ်လို့သိရပါတယ်။မလေးမြို့လယ်လမ်း80နဲ့32လမ်းကတရုတ်ပုံကြောင်အနီးမှာပြူစောထီးဆိုသူလူငယ်တွေကရွေးတူလူငယ်တွေကိုအကြမ်းဖက်ရိုက်နှက်ငင်းပန်းနေတဲ့ရုတ်တံဖိုင်းတစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပြီးအဆိုပါအခင်းဖြစ်ပွားချိန်ကိုတော့မသိရှိရသေးပါဘူး။စစ်ကောင်စီရဲ့ပျောက်ကြားအုတ်ထုတ်ဆောင်းထားတဲ့ လူငယ်တစုဟာရွေတူလူငယ်၄ယောက်ကိုစစ်ကြောရဲတဲ့အကုံထဲ့မှာလို့ဆွဲဆိုချိန်ချောက်ပြီးပါးရီရိုက်ခြေထောက်တွေနဲ့ကန်ဖနက်တွေနဲ့အချက်ပေါင်းများစွာထိုးချိတ်ရိုက်နှိပ်နှက်ဆက်ခဲ့ကြတာကိုတွေ့ရပါတယ်။အဆိုပါရုတ်တန်နဲ့ပတ်သက်ပြီးရုတ်ခန်းတွေကဒေါသထွက်နေကြသလိုရိုက်နှက်နှိပ်ဆက်နေတဲ့လူငယ်တွေနဲ့အမိနဲ့လိပ်စာကိုအချင်းချင်းမင်းများစုံစမ်းနေကြတာကိုလည်းတွေ့ရပါတယ်။စီအာနာသိမ်းပြီးနောက်ပိုင်းမလေးမြို့ပေါ်မှာ၎င်းတို့ကိုတစ္ဆာခံတဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေကိုလက်နဲ့ထုတ်ပေးကပြူခေါင်းဆောင်တွေအဖြစ်ခတ်ပြီးပြူစောတိအဖွဲတွေကိုဖွဲ ွက်စည်းထားတာပါအဆိုပါပြူစောတိအဖွဲ့ဝင်တွေကအောက်စုဖွဲ့လက်နက်ကင်ကလမ်းသွားလမ်းလာတွေကိုလက်နက်ပြမိုက်ချေခွဲငွေညက်တာဖန်စီပေါ်တာဆွဲတာဓမြတိုက်လူရတာတွေကျူးလွန်နေတယ်လို့ဒေသခံတွေကဆိုပါတယ်ရှင်ဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ကိုရီးယားမှာ ရှိတဲ့ဆန္ဒပြမိတဲ့တင်းကိုနောက်ထပ်တင်ပြပါမယ်။မြန်မာဒီမိုကရေစီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်80ပြည့်နှစ်မွေးနေ့အထိမ့်မှတ်စစ်အာဏာသိမ်းမှုစန့်ကျင်ရေးနဲ့နိုင်ငံရေးအကျဉ်းသားများလွှမ်းမြောက်ရေးဆန္ဒပြပွဲနဲ့ချီတက်ပွဲကိုရီးယားမှာပြုလုပ်မှာဖြစ်ကြောင်းစစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားမှအသိပေးထားပါတယ်။ကောင်းဆောင်တရက်ကိုဖမ်းဆီးထားခြင်းနဲ့ထောက်ခံသူအလုံးကိုဖမ်းဆီးထားခြင်းနဲ့အတူတူပင်အစံပတ်စစ်အုပ်စု၏မတရားဖမ်းဆီးချုပ်နှောင်ခံရသူဒေါအောင်ဆန်းစုကြည်80ပြည့်နှစ်မွေးနေ့ကိုမြန်မာနိုင်ငံသားကျွန်တော်တို့က သတိတရားရှိရှိဖော်ထုတ်ပြသခြင်းသည်စေုပ်စုဤတတိုင်းပြည်လုံးအပေါ်နှိပ်စက်နေသည့်မတရားမှုအလုံးကိုဖော်ထုတ်လိုက်ခြင်းနှင့်ညီမျှပါသည်လို့ဖော်ပြထားပါတယ်။အခမ်းအနားကိုဇွန်လ15ရက်နေ့မိုးလဲတနိုင်းမှ၄နာရီထိချင်းပသွားမှဖြစ်ပြီးဆောလ်မျိုးဂျုံကပ်ဘူရာဘူရှင်းကပန်းချံကနေစတင်ကမိနစ်၄၀ကလှမ်းလျှောက်ချီတက်မယ်လို့သိရပါတယ်ရှင်။ လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုံပြူကျိုးဆိုတဲ့အထိမ်းမှတ်ဖြင့်ပန်းတပိန်နဲ့ Blue Shirt Campaign လှုပ်ရှားကြဖို့လူထုကိုနှိုးဆော်တဲ့တင်ဆက်နောက်ဆုံးတင်ပြပေးပါမယ်။လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုံပြူကျိုးဆိုတဲ့အထိမ်းမှတ်ဖြင့်မွေးနေ့ရှင်နဲ့တကွအဓမ္မဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးချွန့်ချက်မရှိအများဆုံးလွတ်မြောက်ရေးစစ်အုပ်စုဖန်တီးနေတဲ့အတွေ့အောင်တရားမှုရွေးကောက်ပွဲကိုတပိန်မှောက်တဲ့အနေနဲ့လူထုလှုပ်ရှားမှုကြီးနှစ်ခုဆင်နွှဲကြ ဖို့တွန်လှန်အင်အားစုများမှတိုက်တွန်းနှိုးဆော်ထားပါတယ်ပထမလှုပ်ရှားမှုကတော့လူထုခေါင်းဆောင်တို့အောင်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့တွဲမြင်ပြီးသားဖြစ်တဲ့ပန်းတပိတ်လှုပ်ရှားမှုဖြစ်ပြီးတော့နှင်းစီနီအပါဝင်လက်လှမ်းမီယာပန်းတွေကိုဖျားပန်းတင်မယ်စံကေတာမှာအမျက်တနိုးပန်းစင်ကြမယ်အလှပန်းအိုထိုးမယ်ပြန်လှန်ပန်းလက်ဆောင်ပေးကြမယ်အွန်လိုင်းပေါ်တင်ကြမယ်ပြည်ပြင်းမှာလည်းပန်းတပိတ်လူထုလှုပ်ရှားမှုတွေကိုလုံခြုံရေးအသည့်တတိပြင်းနဲ့ပေါ်ဆောင်သွားကြဖို့ဖြစ်ပါတယ်ဒုတိယလှုပ်ရှားမှုကတော့လူထုနဲ့ယင်းနီပီတာအင်ဂျီပြလှုပ်ရှားမှု မှု Blue Shark Campaign ဖြစ်ပြီးတော့နိုင်ငံရေးအကျဉ်းသားများလွှင့်မြောက်ရေးအတွက်ရည်ရွယ်တဲ့အင်ဂျီအပြားပစိုးအပြားပေါင်းမီအပြားအုတ်ထုတ် အပြားစရှိတဲ့အပြာရောင်ဥစ္စာအသုံးအဆောင်တွေကိုဝက်စင်အသုံးပြုကြဖို့ဖြစ်တယ်လို့သိရပါတယ်လူထုကောင်းဆောင်ရဲ့အသက်80ပြည့်နှစ်ဖြစ်တာနဲ့အညီလှုပ်ရှားမှုနှစ်ခုလုံးကိုရှေ့ရတာလှုပ်ရှားမှုဖြစ်ဖော်ဆောင်သွားကြဖို့ဖြစ်ပြီးဇွန်14ရက်နေ့ကနေ21ရက်နေ့ထိစုစုပေါင်းရှေ့ရတာကာလအတွင်းမှာပန်းတပိန်နဲ့အင်ဂျီပြားလှုပ်ရှားမှုတွေကိုမိမိတို့အစဉ်ပြေရာရဲ့တရရက်မှာဖြစ်စေနေစဉ်ပေါ ါဝင်နိုင်သူကလည်းနေစဉ်အဆင်ပြေသလိုဆင်နွှဲပါဝင်ကြဖို့ဖြစ်ပါရဲ့ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်တာကီမင်းစစ်သွင်းနဲ့ခရှဲလိုကပေးပို့ထားတာဖြစ်ပါရဲ့ရှင်